အဆလာမ်အလိုက်ကွန်ဒီနေ့ကတော့ကျွန်တော်စာတမတန်းမှာရှိတဲ့ပြပြလေးသင်္ခန်းစာစတီရဲ့အချုပ်ပြလေးဒါကဒါကဘာလဲဆိုအမေတိုင်းပြည်ဆိုရက်ပြလေးဖြစ်ပါတယ်အမေတိုင်းပြည်ဆိုတော့အမေမြန်မာနိုင်ငံမှာရှိရအမေမြန်မာမြန်မာနိုင်ငံကိုပဲပြောတာဖြစ်ပါတယ် အမေမြန်မာနိုင်ငံမှာတိုင်းရင်းသားမျိုးစုံတွေတိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ရမြန်မာနိုင်ငံတော်ကြီးကိုတင်စားခေါ်ခဲ့တာဖြစ်ပါတယ်။အမေတိုင်းပြည်ဆိုတာဒီအမေတိုင်းပြည်မှာမြန်မာနိုင်ငံမှာ အောက်ပိုင်းနဲ့အထက်ပိုင်းဆိုတာရှိရအောက်ပိုင်းနဲ့အထက်ပိုင်းကျွန်တော်တို့ကအောက်ပိုင်းကို အခြေဒေတာလို့လည်းခေါ်တယ်အောက်မြန်မာပြည်လို့လည်းခေါ်တယ် အထက်ပိုင်းကို အထက်မြမပြေလို့လည်းခေါ်တယ်။အညာဒေသလို့လည်းခေါ်တယ်။နောက်ပြီးတော့ဒီထဲမှာဒါတွေကထမ်းပင်ထမ်းပင်လေနော်ဒါကတနခတွန်းလေနောက်ပြီးတော့ဆန်စပါးလေနော်စပါးပင်လေနောက်ပြီးတော့နောက်ကလေ လေဆိုပါစို့ကျွန်တော်ကဒီထဲမှာဒီထဲမှာပုံ3မျိုးမြင်ရဆိုပါစို့တပုံကအထက်အညာဒေတာရဲ့ပုံပါလဲဆိုလို့ရှိရင်ထမ်းပင်တွေရှိရယ်တနခါတုံးတွေရှိရယ်ဒါကအောက်အခြေရဲ့အခြေတွေကိုကြည့်မယ်အခြေဒေတာပေါ့အခြေဒေတာမှာမြန်မာနိုင်ငံအောက်ပိုင်းမှာဆိုပါစို့စံစာပါထွက်တယ်ဆိုပါစို့ နောက်ကနောက်ကပင်လေကြီးကအရာဝတီမြင့်ဆိုပါသူအရာဝတီမြင့်အတော့ကျွန်တော်တို့လေတဏ္ဍခလိန်ကြတို့နောက်တန်ရက်ဒီဒီထမ်းပင်ကနေရထားတဲ့တန်ရက်တွေကိုကျွန်တော်တွေကဒီမြမာပြေရဲ့အောက်ပိုင်းမှာတိတ်မရဘူးအထက်ဘက်ပိုင်းမှာအထက်ပိုင်းမှာပဲရတာဒီဟိုအရေကိုထမ်းရက်တို့ နောက်ပြီးတော့တဏ္ဍခါတို့အေးအညာဒေသကနေအောက်ပြေကို အခြေဒေသကိုရောက်အောင်ပါနဲ့တည်ဖို့လဲဆိုတော့ပင်လေကြီးကနေတဆင့်ပင်လေကြီးဆိုတော့မြစ်ကြီးပေါ့အရာဟုတ်ဒီမြစ်ကနေတဆင့်ပို့ပေးတာအာအရာဟုတ်ဒီမြစ်ကနေပို့ပေးတော့အရာဟုတ်ဒီမြစ်ကနေအာဒီလိုမျိုးတဏ္ဍခါတို့တန်ရတို့ပို့ပေးလေပို့ပေးလေရှိတယ် ။ Now အောက်ကနေဘာသေးလာလဲဆိုတော့သူတို့တွေကအောက်မှာရှိရဲအောက်မှာပေါ်တဲ့အာဘာလဲရေငယ်ရှိတော့ငပေးတဲ့ရားတယ်။နောက်ပြီးတော့ဆန်စပါးတဲ့ထွက်တော့ဆန်တို့စပါးတို့ရားတယ်။ဒီလိုမျိုးအာဒီဒီမြစ်ကပဲအရာဟိုဒီမြစ်မြန်မာနိုင်ငံမှာအတီးကမြစ်မြစ်ချီးတဲ့ထဲမှာဒီအရာဟိုဒီမြစ်ကအတီးကကြားတယ်ဘာလို့ဆိုဒါဟိုးသခိုင်းတို့ဘက်ကဆို ွားလို့လေးရတာပဲနောက်ဒီခပြားမှာကျတော့ယင်းကစစ်ကိုကြည့်လိုက်မယ်ကစစ်ကစစ်ထန်းလေးလက်ထန်းရဆိုတာထန်းရင်ချူကိုချက်ရဟုတ်တယ်တန်းရထန်းရင်ချူချူလေးတွေကိုချက်ပြီးတော့လက်ခေတာတော်စားဝေးအခေလုံးရှိအောင်လှုပ်ထားတဲ့စားစရာတစ်ခုလက် မြင့်အရာဆိုတော့ကျွန်တော်ကအီယာဟုတ်တမီကိုပြောတယ်။ဒါကချစ်တဲ့အာငါးထဲမှာခပြတဘောရှိရမြင့်အရာဆိုပြီးတော့ခပြတဘောရှိဒါလည်းပဲအီယာဟုတ်တမီကိုပြောခဲ့။လက်ဆက်ဆိုတော့လက်ဆက်လက်ဆက်ဆိုတော့တစ်ခုနဲ့တစ်ခုဆက်တွေ့ထားတာအဆက်အသွယ်ပြုထားသည်ဆက်ဆံသည်ပေါ့အာအပေါင်နဲ့အောက်အောက်နဲ့အောက်နဲ့အထက်အဲ့လိုမျိုးဆက်ထားတာလုံးပြန်လုံးပြန်ဆိုတာ အာဟိုတော့လိုက်အဲ့ကနေတစင်ပြန်ထက်လိုက်နော်အာဘယ်လိုမျိုးပြောမှာအာကားရဲဆိုပါဆိုကားရဲဆိုပါဆိုအာနော်ဘယ်လို station ကမ်းမတိုင်တစ်ခုမှရပ်ပြီးတော့အာခရီးသည်တွေယူတာခရီးသည်တွေယူပြီးတော့နောက်တက်မှတ်တိုင်ကိုသွားတာအဲ့မှတ်တိုင်ကနေတစင်နောက်ထပ်ပြန်လာတယ်နောက်တစ်ခါသွားတယ်နောက်တစ်ခါပြန်လာအဲ့လိုမျိုးကောက်တုံးကောက်ပြန်လောက်တာပေါ့ခရီးကို သနခဆိုတာအတာအခေါအမြင့်တို့ကိုတွေ့ရလင်းချင်ရတော့နန်းသာပင်တမျိုးသနခကိုပြောတာအတာကိုအမြင့်ကိုအခေါကိုတွေ့ပြီးတော့နောက်ခန္ဓာကိုယ်မှာလင်းရမျက်နှာပြင်မှာလင်းရအဲ့လိုမျိုးမွေးတဲ့အပင်တမျိုးအခြေဆိုတာမြန်မာနိုင်ငံရဲ့မြန်မာပြည်ရဲ့အောက်ပိုင်းဒေသအညာဆိုတာမြန်မာနိုင်ငံရဲ့မြန်မာပြည်အထက်ပိုင်းဒေသကိုပြောတာ ဒါကအမြင့်မြန်မာနိုင်ငံတော်ရဲ့အမြင့်မြန်မာနိုင်ငံတော်မှာနေကြတဲ့တိုင်းရင်းသားပေါင်းစုံနေထိုင်ကြတဲ့နိုင်ငံတော်ကြီးကိုတင်စားပြီးတော့အမိတိုင်းပြည်လို့ခေါ်တာအဲ့တော့ကျွန်တော်ကနောက်ဟိုမှာရှင်းမဗီဒီယိုနောက်တစ်ပုံးမှာဒါခြေသွားမှာဆိုလို့ဗီဒီယိုကခြေရင်တိတ်မကောင်း နောက်နောက်ဗီဒီယိုတစ်ပေါင်းမှအချိန်မှကျွန်တော်အလုံးကျမ်းပါစေဆလာမ်အလိုက်ကွန်